အားလုံးလည်းမင်္ဂလာပါဖခင်တခင်ဂျေဇုတို့ကိုရှုစွာချီးမွမ်းတယ်ဒီနေ့မှာလည်းယေရှုခရစ်တို့ရဲ့တူတ္တိယအချိန်ကာလလည်းပြီမှာလှူဆောင်တဲ့နမိတ်လက္ခဏာအကြောင်းလေးကိုဝေမျှတည်တည်ကံရှင်းမှာဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျောင်းအခန်းကြီး၄အခန်းငယ်53ကနေ54ကြားမှာဖြစ်ပျက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့တရားကိုကျွန်းကြည့်တဲ့အခါမှာယေရှုခရစ်တို့ဟာရှမာရိပြည်မှာနော်ရှမာရိပြည်မှာနေရနေပြီးတော့ သူ့ရဲ့မွေးရစာတိဖြစ်တဲ့နာဆဲမြို့ကိုရှောင်ပြီးတော့ကာလဲပြည်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီနာဆဲမြို့မှာရှိတဲ့လူတွေထက်ဒီကာလဲပြည်မှာရှိတဲ့လူတွေကယေရှုခရစ်တော်ကိုကြိုဆိုလို့ပဲဖြစ်ပါတယ်။နာဆဲမြို့မှာယေရှုကကြီးထွားလာတယ်နော်။အမြဲတမ်းတွေ့နေကြယေရှုကိုအီကြတယ်ပြောမှာဆိုရင်ဘာမယုံတည်ကြဘူး။ဒါမှမဟုတ်မဆန်ကကြဘူး။ဒါပေမဲ့ဒီကာလဲပြည်ကလူတွေကကြတော့သူတို့က 弟兄们，神就给拿来看嘛！耶稣老天，你们来看，都认得看嘛！耶稣就是这样的，三个家里虽然全都要马屁吧的，但是耶稣家里度过么三个年呀，度过三个天，死的都要他老大天嘛，你也没有多少，只能心情哑巴的。但是弟兄们，只能你老大天嘛的，耶稣可度过三个天老大死后，都要为你们去拿主意的。所以耶稣家里家里这个拿来看嘛，哎，拿来彰显过，别多个家里送到隔壁那个庙嘛死的，俺妈都要。 ကျွေးွားတဲ့မျိုးရိုးထဲကလူတယောက်ကသူ့ရဲ့သားကျမ်းမာဖို့အတွက်ဟောယေရှုကိုကလည်းပြီမှာလာတွေ့တယ်ဆိုရကိုကျွန်တော်သိမှာဖြစ်ပါတယ်ယေရှုရောက်တဲ့အရာကိုသူတင်ကြားခါမှာချက်ချင်းလာဖြစ်တယ်ဆိုတော့ဒီကလည်းပြီနဲ့ကာနာမျိုးရဲ့အကွာဝေးကမိုင်30နဲ့25မိုင်အတွင်းရှိတယ်ဆိုတော့သူတို့ရဲ့ခေတ်ကာလဆိုရင်တော့ခြေချင်းကတော့အတိကဖြစ်တယ်နောက်ပြီးမြီးဒီနော်တေပုတ်စတဲ့အုံပြူကြတယ်ဆိုတော့ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်တိုးတော့သူလာပြီးတော့ယေရှုကိုလာတွေ့တာပဲဖြစ်ပါတယ် ဆိုလာတွေ့တဲ့ခါမှာယေရှုယေရှုစီမှာအားခံတယ်တခင်နော်ကျွန်တော်ရဲ့သားလေးကျမ်းမှာရှင်ပေးပါလို့ပြောခါမှာနော်ယေရှုခရစ်တော်ကအာလွန်တော်ရှင်ပြောရင်တော့ယေရှုခရစ်တော်ကသင်ရဲ့သားအသက်ချမ်းသာရပြောတဲ့ခါမှာအဲ့ဒီစကားကိုယုံကြည်ပြီးတော့အမတ်ကတပည့်တော်မြတ်ကိုပြန်သွားတယ်ဖြစ်တယ်ပြန်သွားတဲ့ခါမှာ तू အိမ်မရောက်ခင်မှာပဲသူ့ရဲ့အစီအခံတွေကလာပြီးတော့တခင်ရဲ့သားကကျမ်းမာပြီဆိုပြီးတော့လမ်းမှာလာပြီးတော့ လမ်းမှာကျွန်တော်တင်ကြတာဖြစ်ပါတယ်ဆိုတီယာကိုကျွန်တော်ပြောချက်ဆိုရင်ဒီယေရှုရဲ့စကားတော်ကိုယေရှုကတင့်ရဲ့သားချမ်းမာပြီးတော့ပြောတဲ့စကားကိုဒီအမတ်ကလည်းယုံကြည်စိတ်ချပြီးတော့ပြန်လာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ရဲ့အတ္တတမှာယေရှုခရစ်တော်ပြောတဲ့စကားယေရှုရဲ့တုတ်တော်ထွက်ပြေကိုကျွန်တော်ကယုံကြည်စိတ်ချမှုရှိဖို့ဖြစ်ပါတယ်ဆိုတော့အမတ်မရောက်ခင်ကတည်းကဖျားဆရာကအလုပ်လုပ်နေပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ ရဲ့တတတာဖရားရဲ့နှုတ်ကပတ်တော်ကြားတဲ့အခါမှာဖရားစကားကြားခါမှာကျွန်တော်တို့အဲ့ဒီအရာကအလုံးလုံးနေတဲ့ဆွေရကိုလုံးဝယုံကြည်စိတ်ချမှုအပြည့်အဝရှိဖို့တွေ့ဒီညမှာနှစ်ချက်နေတဲ့ကျွန်တော်တို့ကာကွယ်ရဖို့ဖြစ်ပါတယ်။နံပါတ်3ဆိုတော့ဒီအမတ်ကယေရှုပြောတဲ့စကားကြောင့်သူ့ရဲ့ဒါလီချမ်းမာတဲ့နမိတ်လက္ခဏာအံ့ဩဖွယ်မှုကိုမြင်တဲ့အခါမှာတိမ်သားဆုံးကယုံကြည်ခြင်းတော့ရောက်နေတယ်။ယေရှုကိုယုံကြည်ကြတယ်တဲ့။ဆိုတော့ကျွန်တော်တို့ရဲ့အတ္တချဲမှာလေဖရားကိုဆူတောင်းတာဖြစ်ဖြစ်เนาะကျွန်တော်တို့ အဖြေရတဲ့အခါမှာနော်နမိလက္ခဏာဖြစ်လာတဲ့အခါမှာအဲ့ဒီအရာကတန်တရားစိတ်မရှိဘဲနဲ့ကျွန်တော်ကမှုပြုပေးတဲ့ယေရှုခရစ်တော်ကိုယုံကြည်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အဲ့ဒါကတက်တည်ရနေပြီဆိုရင်တန်တရားစိတ်မရှိပါနဲ့။ဒါကကျွန်တော်တက်ဆိုင်မပေါ့ဘူး။ဘုရားကကျွန်တော်ကအဖြေပေးတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့အမတ်ကသူ့ကိုယ်တိုင်မှစပြီးတော့သူ့ရဲ့အင်သားကြီးကယေရှုခရစ်တော်ကိုယုံကြည်တကယ်တော့ကျွန်တော်တို့ဒီလေးပဲတက်တာချင်းမှာအာဖခင်ရဲ့အဖြေပေးခြင်းနဲ့ဖခင်နှုတ်ကပတ်တော်ကြွရတဲ့ခါမှာ 图，要不就用纸笔了，看人多不就用纸笔，我们阿达你看一下，那边是吧？要吃酸梅，我们这边吃酸梅，干纸笔吧，是。